ြီးမခတဲ့ဆရာတော်ကြီးများဆိုတဲ့အကြောင်းပြောချင်ပါလေပြည်ရှာခရစ်ကပေါ့ညောင်လွန်တော်ရဆရာတော်ဖခင်ဟာနောက်ပါဆရာတော်လေးပါနဲ့တူညောင်လေးပင်မျိုးခင်ပန်းရောတိမ်သမုတ်ပွဲကိုကြွားရောက်တော်မူစဉ်ကပါအဆောက်အုံတိမ်မရှိတဲ့တိမ်မြေကွက်ပေါ်မှာတိမ်သမုတ်ပြီးလို့ဆရာတော်ကြီးဟာတန်ဃာတော်ရင်နဲ့တူထိုင်နေတော်မူပါလေအဲ့ဒီချိန်တကားတူကအတန်နေအတန်ထားတဲ့တိမ်အောင်ဩဘာသာကိုဖက်လျှောက်ရာ ရွာသူရွာသားတွေဟာဝန်တော်အရာနာဆိုင်ကြီးညုံနေကြပါလေ။အောမသာဖပြပြီးချင်းတနက်ပြဖောက်စီဖို့အင်္ဂလိပ်လူမျိုးတတော်အရာရှိတူကိုလည်းအနီးပါးမှာအိတ်ခံထားပါလေ။အောမသာဖပြီးတော့အရာရှိကိုတနက်ပြပောက်တော့လို့အမိန်ပေးတဲ့အခါအရာရှိကချက်ချင်းပဲတနက်ပြတဲ့အခါကြီးစံမထွက်လာပါဘူး။မကျင်းတဲ့လို့ကြီးစံကိုထုတ်ကြည်များအလားဆိုပြီးအစ်စ်လဲထက်ထပ်ပြပါလေဒါပေမဲ့ကြီးစံမထွက်ပါဘူးအရာရှိဟာသူ့မှာပါတဲ့ကြီးစံ90လုံးတထောင်မီတထောင်ဖြစ်ပါလေ ကြီး90လုံးမိမကူပဲရှိပါတယ်အရာရှိဟာကြီးတွေကိုတေချာဆစ်ဆေးဟာချိုးရင်းချက်လည်းမတွေ့ရတော့အရန်အံ့အသင်ပြီးချွေးပြန်နေပါတော့တယ်အဲ့ဒီခါညောင်လုံးတော်ရမှာဆရာတော်ငယ်တပါးဟာထလာပြီးလက်ဟန်ချင်ဟန်နဲ့ဖုန်းကြီးတွေပေါ်ကြော်မပြစ်နဲ့ဟိုဘက်လွယ်ပြစ်လို့ပြောတော့ပြောတဲ့အတိုင်းပြဖို့တဲ့ခါကြီးစံနေမိကူပြီးတတိုင်းတိုင်းမိပါတော့တယ်တဲ့သမုတ်ပွဲကိုလာတဲ့ရွာသူရွာသားပြိတ္တအားလုံးဝမ်းသာအံ့ဩကဆရာတော်ကြီးရဲ့ဂုဏ်ကျေးဇူးတော်ကို ချီးကျူးမှုကောင်ဖြစ်ရပါလေ။ဒါကတလက်ကြည်တော်မှဖြစ်မြရတဲ့ညောင်လွန်တော်ရဆရာတော်ဘုရားကြီးကြောင့်ဖြစ်ပါလေ။နောက်ထပ်ဆရာတော်ဘုရားကြီးတစ်ပါးကတော့ဖုံးတော်ကြီးဦးတည်လာပါ။ဖုံးတော်ကြီးဦးတည်လာကဆရာတော်ကြီးဦးတည်လာဟာကြိုက်ဒီယုံတောချုံထူထရာမှာညီသက်စွာထိုင်ပြီးတရားရှုမှတ်တော်မူစဉ်ကပါရွှေကျေးရွာမှာဥကော်ဆိုတဲ့မိုးဆိုးဟာတားကောင်တဲ့အထင်မှားပြီးတနက်နဲ့ဆရာတော်ကိုလှမ်းပြပါလေ။ ။သုံးကြိမ်နေအောင်ဖြစ်ပေမဲ့မိုးဆိုးကြီးရဲ့တနက်မှာကြီးစံလည်းမထွက်မီးလည်းမကိုပါဘူး။တနက်ကိုမိုးပေါ်ထောင်ပြတော့ကော်တိုက်ရံအားပေါက်ကွဲတဲ့ဟာဒိုင်းကနေမြည်ဟင်းသွားပါလေ။ဒါမဲ့ဆရာတော်ဟာတရားထိုင်မြဲထိုင်နေပါလေ။ဆရာတော်ကိုတွေ့မြင်တွေ့လျက်ရှိပါလေ။အဝေးကြီးတော့သာသမင်ထင်လို့ပေါ့ဒါကြောင့်ခြုံတွေကသာသမင်ဟာတနတ်တန်ကြပါရဲ့ဘာကြောင့်ထမပြေးလဲလို့တွေးတော့အနီးသွားကြည့်တော့ဆရာတော်ကြီးတရားထိုင်တာတွေ့မြင်ရပြီးမိုးဆိုးကြီးခမအထူးထိတ်လန့်တုန်လှုပ်သွားပါလေ။ ဆရာတော်ကိုတောင်းပန်ပါတော့တယ်ဆရာတော်ကြီးဟာမိမိအဖြစ်ကိုသိမြင်ပြီးတောင်းပန်ခြင်းဟာကောင်းလာတယ်။နောင်ကြီးပွားခြင်းအကြောင်းဖြစ်တယ်။ငါတိခန့်တော်မူတယ်လို့မိန့်လိုက်ပါတယ်။နောင်ခါမုံစူးကြီးလည်းယဟန်ဝတ်ပြီးသာသနာပေါင်တွင်ဝင်ရောက်ခဲ့တယ်ဆိုပါတယ်။မြမသက်ဂရိတ်1948ခုနှစ်ပါတော်မူခင်မှာပေါ့။မြမမျိုးချစ်တွေဟာနေချက်အင်္ဂလိပ်တွေကိုတော်လန်တိုက်ခတ်နေခြင်းဖြစ်ပါတယ်။ ရွှေကြည်မြို့ကိုဝင်စီရမှာနေချစ်တရဲ့လက်ချက်နဲ့လယုံဘူကိုဘားကြီးကြာဆုံးပြီးကစင်ကလျာတက်ပြက်ထွားရပါလေ။နေချစ်တတွေကနောက်ကလာပြီးလိုက်လံနေနေပါလေ။ဒီနေ့တောအုပ်တွင်တရားထိုင်နေတဲ့ဆရာတော်ကြီးကိုတွေ့တော့ရန်သူစက်သားတို့ဝိုင်းထင်မှကြပြီးနေချစ်တတွေဟာလေးဘက်လေးတန်းကတနက်နဲ့ဝိုင်းပြီးပြီးတော့တတိုင်းတိုင်းပြကြပါလေ။အချိန်ချင်းပြပြီးမဲ့တနက်မီမထွက်တဲ့အတွက်သေချာသွားကြတော့ဆရာတော်ကြီးမှန်းသိပြီးအင်္ဂလိပ်ရာရှိတွေဝန်ချတောင်းမရပါလေ။ဆရာတော်ရဲ့ခြေတော်ဥကောင်းနဲ့ ပုတ်သက်ကအကြီးကြီးစလန်ပြီးတော့ပါလေနောက်တစ်ပါးကတော့ထုတ်ခေါင်ဆရာတော်ဘုရားကြီးဖြစ်ပါလေပေါတော့ကန်တော်ရမှာသတင်းသုံးနေထိုင်တော်မူစင်ကပေါ့ဆရာတော်ဟာတော်အကြောင်းအတွင်မှာပဲအမြဲနေတော်မူပဲရုတ်ခမှုတူတင်နေပဘောကတိလို့ခေါ်တဲ့လွင်တီးခေါင်မှာနေတဲ့အချင်းကိုစောက်တည်ပါလေတနေ့တော့ခါဆရာတော်ဟာတော်ချုံထူရအရမှာနေတဲ့နေရာအရက်အဖြစ်သတင်းသုံးပြီးတရားရှုမှတ်ပါလေ အဲ့ဒီနေရာနဲ့အနီးဝန်းကျင်မှာတိုးတက်ခါလို့အမိရတဲ့မုတ်ဆိုးကြီးဟာကျင်းလဲကျဆားနေပါလေတရားရှုမှတ်နေတဲ့ဆရာတော်ခဏလမ်းမှတွေ့တော့မုတ်ဆိုးကြီးဟာသင်္ကန်းအရောင်ကိုတားဝင်ရဲ့အရောင်လိုထင်မှတ်ပြီးတနက်နဲ့ပြစ်ပါလေတနက်မိမကူပဲမုတ်ဆိုးကြီးသာမူးမိုက်ပြီးလဲကျသွားပါလေတတိယလာပြီးအနီးကပ်ကြည့်ရှုတော့ဆရာတော်ကြီးဖြစ်နေတာကိုမြင်ရပါတော့တယ်မုတ်ဆိုးကြီးဟာဆရာတော်ကြီးကိုခြေဆုံးဖက်ပြီးခွန့်လို့ဖို့အတန်းနဲ့တောင်းပန်ပါလေ မကြမီမိုးဆိုးကြီးဥတ္တခါလဲသတိတမခါရပြီးယဟန်ပြုတ်သွားတယ်လို့သိရပါလေ။ဒါကတော့မြန်မာနိုင်ငံယဟန်နာလေပုဂ္ဂိုလ်ထူးများတမိုင်းတဲ့မှာကြီးမခတဲ့ဆရာတော်ဖခင်ကြီးများအကြောင်းကိုတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။